အမျိုးသားပညာရေးဥပဒေကိုတပိတ်မှလမ်းလျှောက်လာတဲ့ចောင်းသားတွေရဲ့တပိတ်စစ်ကြောင်းခရီးစဉ်မှာစေဝါနဲ့အဟာရတွေကိုထောက်ပံ့ကူညီသွားမယ်လို့နိုင်ရေးကူညီမှုအသင်းကပြောပါရယ်ကိုလင်းဆက်အောင်ကပြောပို့ထားပါရယ်ရှင်မြို့ကနေရန်ကုန်မြို့အရောက်ဒီမိုကရေစီပညာရေးတပိတ်စစ်ကြောင်ထွက်လာတဲ့ကျောင်းသားတွေရဲ့ခီးစင်မှာလိုအပ်လာတဲ့စေဝါတွေနဲ့အားရပြည့်မဲ့အစားအသောက်တွေကိုနိုင်ရေးကူညီမှုအသင်းရန်ကုန်ကဥဆောင်ပြီး လိုအပ်သလိုထောက်ပံ့ကူညီသွားမှာဖြစ်ပါတယ်။မန္တလေးကနေရန်ကုန်ပေါ့နော်။သူတို့အခု6ရက်လောက်ရှိပြီဆိုတော့အခုမှသူတို့အမြင့်ကြံရအောင်မှာမြင့်ကြံနေဆိုရက်ရှိကြံအောင်မှာပေါ့နော်။အဲ့မှာကျမတို့အသင်းကလည်းတန်းနိုင်တဲ့လောက်တော့ ambulance နောက်ကလိုက်နေပြီမှာပေါ့။ဟိုအဲ့ကြတော့ကျမတို့တော့မပါတော့ဘူးပေါ့နော်။အဲ့ ambulance ဖွဲ့ပေါ့။ပြီးရင်ကျမတို့က ကျွန်တော်တို့နဲ့ချိတ်ဆက်ထားတဲ့တခြားအဖွဲ့အစည်းတွေလည်းအများကြီးရှိတယ်လေ။အဲ့ဒီအဖွဲ့အစည်းတွေကကြတော့တို့ ambulance ထောင်ထားတဲ့အဖွဲ့အစည်းတွေရှိတယ်၊ခေကန်းထောင်ထားတဲ့အဖွဲ့အစည်းတွေရှိတယ်။အဲပြီးတော့ဒီလူမျိုးရေးစစ်ဝင်စားတဲ့အဖွဲ့အစည်းတွေအားလုံးကိုလည်းကျွန်တော်တို့နဲ့ချိတ်ဆက်ထားတဲ့လူတွေအားလုံးကိုလည်းဒီလမ်းကြောင်းပေါ်မှာရှိတဲ့လူတွေကိုလည်းကျွန်တော်တို့ကအအကြောင်းကြားထားပြီးတော့ရောက်တဲ့မြို့တွေမှာတို့ကူညီပေးဖို့စီစဉ်ထားပါတယ်။အခုလိုစီဝါနဲ့အားရစီစဉ်ပေးရတဲ့အကြောင်းကတော့လမ်းလျှောက်လာတဲ့ကျောင်းသားတချို့ဟာခြေထောက်ပေါက်ပြဲတာမျိုးတွေမူလဲပြီးအားသေးသွင်းရတဲ့အနေအထားမျိုးတွေအကြောင်းဖြစ်တယ်လို့ပြောပါတယ်။ ။ဒါကြောင့်ဒီမိုကရေစီပညာရေးတွေတပိတ်စစ်ကြောင်ချီတက်လာတဲ့ចောင်းသားတွေကိုနိုင်ငံကူညီမှုအသင်းရန်ကုန်ကထောက်ပံ့ကူညီမဲ့ကျင့်ဝင်သိမ်းတဲ့အပြင်ကျောက်အဖွဲ့အစည်းတွေကလည်းပါဝင်ပူးပေါင်းမှုစီစဉ်ထားတာရှိတယ်လို့သိရပါတယ်။ဆီဝါကတော့အဓိကပဲအစားတောက်အပြင်လည်းကျမတို့ဟိုအခုမနေ့ကအစည်းအဝေးမှာကျမတို့ဆုံးဖြတ်လိုက်တာတော့နိုင်ကြီးကွန်ကြီးမှုအသင်းအနေနဲ့တော့ငွေအလှူငွေ300ဘူးလောက် ကျမတို့ budget ကိုတုံးဖို့ရည်ရထားပါတယ်အကုန်ပေါ့နော်ဈေးဝါးတွေရောအစားအသောက်တွေဘာတွေရောလိုအပ်တာတွေအဲ့လိုကူညီသွားဖို့ကျန်တဲ့ဖွဲ့စည်းတွေကတော့ဒီဈေးတွေကူချမှာပေါ့နော်ဈေးဝါးတွေကူချမှာပေါ့ပြီးတော့ကားတွေလက်အပြုလက်စီလာချမှာပေါ့နော်အဲ့လိုတွေဆင်ရှင်ထားပါတာကျောင်းသားတွေရဲ့တပိတ်စကြောင်ခီးကို60မြို့အရောက်မှာမန္တလေးတိုင်းလူကြိုရင်းနဲ့နေဆယ်ရဝန်ကြီးဘိုးမူကြီးအောင်ကျော်မှုအဖွဲ့ကရင်းစုစီဥပဒေနဲ့မြည်လို့ဆိုပြီးတားဆီးခဲ့တာရှိခဲ့ပါတယ်ဒါပေမဲ့တပိတ်စကြောင်ခီးစီကိုရည်ရွယ်ချက်နဲ့ထွက်ခဲ့တာဖြစ်လို့ဆုံးတဲ့အထိဆက်လက်ထွက်ပါမှာဖြစ်တယ်လို့ចောင်းသားတွေကပြောပါတယ် ဘုသားပြည်နယ်ဥပဒေကြောင့်မန္တလေးကနေရန်ကုန်ထိလမ်းကြောင်းနေရတဲ့ကိစ္စတဲ့အစိုးရနဲ့လွှတ်တော်ကသာចောင်းသားတွေနဲ့တွေ့ဆုံညှိနှိုင်းပြီးပြုပြင်ပြောင်းလဲပေးလိုက်မယ်ဆိုရင်အားလုံးတွေအကောင်းဆုံးဖြစ်လာနိုင်တယ်လို့နိုင်ငံ့ကူညီမှုအသင်းကပြောဆိုထားပါတယ်ကျွန်တော်ကလင်းဆက်အောင်ပါ